မင်းနှင်းစီနဲ့အတင်းနေပြောနေအဲ့အတင်းစကားတွေတော့ငါ့ကိုဆွဆွဲမထဲနဲ့ပြီးတော့ငါအခန်းထဲမှာရှိနေမင်းတို့ငါရှိမှအတင်းနေလာမပြောကြနဲ့နည်းနည်းပေါ့ပေါ့ respect လေးတော့ရှိကြနော်ယောက်ျားတံမင်းနဲ့မင်းတို့အတင်းပြောနေတာကိုကြားနေတာနဲ့ထိုင်ပြီးနားထောင်နေရတာငါအတော်တော်အနှွားကြီးဖြစ်တယ်အဆင်မပြေဘူးကိုကလေဝတီတို့အတင်းပြောနေရမှာမဟုတ်တာအခုချိန်ကုမ္ပဏီမှာအာနာရှိဆုံးနဲ့ယာရုကြီးဆုံးကချဲမန်ဖြစ်တဲ့မေမေကြီးပဲလေမေမေကြီးမျက်နှာသာပေးတဲ့ဘသူမှမစိုးနေရာရမှာပဲဝတီကမေမေကြီးရဲ့တမီးဆိုရင်မဲ့ ဟိုဟာမှမိုးတည်တာตาလည်းမွေးထတာပြီးတော့ကိုကိုကြီးကြောင့်သူခံစားနေရပါတယ်ဆိုပြီးအမကဝင်ယူနေသေးတာပြီးတော့စနိုးတယောက်ရှိသေးတယ်မမကြီးကသူ့အဖတ်မလုပ်ပါဘူးဆိုမှတစ်ချိန်လုံးမမကြီးမမကြီးပဲလုပ်နေတာအဲ့ဒီမိန်းမကြီးလည်းလေဘာတွေများအစွမ်းထက်နေလဲမသိဘူးအားလုံးကသူ့ကိုပဲဆွဲလန်းတန်းတနေကြတာပဲခင်ဝရီမင်းကပြဿနာမရှာနဲ့အိမ်မှာလဲအိမ်မှာမဟုတ်လို့လုံးဝလဲလုံးမှာမဟုတ်လို့ ရာတန်းကိုမျက်စိတောက်တောက်ကြည်လိုက်စကားကိုထိလိုက်ငေါ်လိုက်လုံနေတော့ငါတော်သားပူဆိုးတော့မှာ